ညနေခင်းတစ်ခုရဲ့ရွာနောက်ဖက်လွင်ပြင်တနေရာမှာလေးပြေလေးညင်းကလေးတွေပြေးပြေးချင်းတိုက်ခတ်လို့နေခဲ့ပါရယ်။နေမင်းကြီးကလည်းမြေပြင်နဲ့အတော်လေးနီးနီးကက်ကက်ရှိနေတယ်ထင်ရပြီးညညရောက်အလင်းတန်းဖြော့တော်တော်လေးတွေကမြေပြင်ထက်ကိုဖြာချနေခဲ့ပါရယ်။စပားကင်းထဲမှာစပားရိတ်နေကြတဲ့ရွာသူရွာသားတွေကလွင်ပြင်ရဲ့ဝေးရာညောင်ပင်ကြီးစီကိုလှမ်းကြည့်လို့နေခဲ့ကြရှာတာပေါ့။ ။ရောင်ပင်အောင်မှာတော့ခရီးသွားစီရာတော်တပတ်ဟာတရားထိုင်နေတာကိုသူတို့တွေသတိထားမိကြပါရဲ့။ရွာအနောက်ဘက်ကဖျားဟောင်းလေးမှာရှိတ်ဆွဲထားတဲ့ခေါင်းလောင်းလေးတွေကလေတရှက်တိုးဝေးလိုက်တဲ့အခါတာယာညင်ညောင်းတဲ့တန်စင်တွေကြော့ပေါ်လာပြီးအဲ့ဒီစီရာတော်ကိုကြိုဆိုနေသလားတောင်ထင်မှတ်ရပါရဲ့။ ညနေခင်းရဲ့ပဝင်းကျင်ရှုခင်းတဲ့အတူတဘာဝအလာတရားကြီးကအတော်လေးကိုလှပလွန်နေခဲ့တာပေါ့နောက်တနေ့မနက်မှာတော့ရွာသားတွေဟာစွန်ခဲဝဲစုံလင်းနဲ့ညောင်ပင်ကြီးအောက်ကဆရာတော်ရှိရာနေရာကိုရောက်လာခဲ့ကြပြန်ပါတယ် လူတိုင်းရဲ့မျက်နှာမှာလည်းယုံကြည်မှုအပြည့်ကရှိလုံနေကြတာပေါ့ညောင်ပေအောင်မှရှိနေတဲ့စီရတော်ဟာသူ့ရဲ့နှကံပြလှုပ်ယုံများတာတိုးတိုးကလေးတစုံတစ်ခုကိုရွတ်ဆိုလိုနေကြပါတယ်။ဒါပေမဲ့လို့လည်းပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေတာကြောင့်ရွတ်ဆိုနေတဲ့မန္တန်အတန်ဟာလေးအထက်မှပြန်လွင်ပြီးရောက်လာကြတဲ့ရွာသူရွာသားတွေကိုအေးချမ်းမှုပေးနေတယ်လို့မျိုးဖြစ်ပေါ်စေခဲ့ပါတယ်။ ။ဇရာတော်ရှိကိုရောက်တဲ့အခါမှာတော့ရွာသားတွေလည်းကျုံကျုံကလေးထိုင်ခဲ့လိုက်ပြီးကားဝါပြုတ်လိုက်ကြပါရယ်။အဲဒီချိန်ဒေါ်စိန်အေးဆိုတဲ့ရွာသူတယောက်ကဇရာတော်ကိုရှောက်တင်ခဲ့လိုက်ရှာတာပေါ့။အရှင်ဘုရားတပည့်တော်နာမည်ကစိန်အေးပါ။ဒါနဲ့တပည့်တော်မေးစရာလေးရှိလို့ပါ။အရှင်ဘုရားကဘယ်ကနေဘလို့ကြွလာတာလဲဘုရား။ရွာသူရဲ့အမေကိုဆရာတော်ကအေးအေးဆေးဆေးပဲပြန်ပြေးခဲ့လိုက်ပါတယ်။ကိုတော်ကတောင်ပိုင်းဒေသကနေခရီးနှင်လာခဲ့ရပါ ရောက်တဲ့နေရာမှာသာသနာတော်ကို ပြန်ပွားစီခြင်းနဲ့ရည်ရွယ်ချက်နဲ့ပေါ့အခုတော့ဒီနေရာလေးကို ရောက်လာပြီးပတ်ဝန်းကျင်ကအတော်လေးကိုအေးချမ်းသာယာနေတာကြောင့်အနာယူအပန်းဖြေတရားထိုင်နေတာပါအဲဒီလိုလှုပ်ရှင်းကကိုရောအတွက်ငြင်းချမ်းမှုအစ်စ်ကိုရှားပွေနေခြင်းပဲလေဆရာတော်စကားဆုံးတာနဲ့တပြိုင်တည်းသူ့ရဲ့ဘေးနားမှာရှိနေတဲ့တစ်တဟောင်းကြီးတစ်ခုကိုဖြည်းဖြည်းချင်းပွင့်ခဲ့လိုက်ပါတယ်တစ်တဟောင်းထဲမှာတော့ရှင်းဟောင်းပစ္စည်းတွေဖျားဆင်းလို့တော့တည်တည်လေးတွေနဲ့ တရှားအဆောင်လက်ဖွဲ့ပစ္စည်းမျိုးစုံနဲ့ပြည်နယ်လို့နေခဲ့တာပေါ့နနခင်းနေရောင်ကြီးဟာအဲ့ဒီပစ္စည်းတွေပေါ်ကြာရောက်တဲ့အခါမှာတော့ရောင်ပြန်တစ်ခုဖြစ်ပေါ်လာပြီးကြော့ပေါ်လာတဲ့ရောင်ပြန်ကစွမ်းအားတစ်ခုခုဟွက်ထားတယ်လို့မျိုးထင်ရပါတယ်ပြီးတာနဲ့ဆရာတော်ဟာဖျားဆဲလို့တော့တိတိကလေးတစ်ခုကိုထုတ်ခဲ့လိုက်ပြီးရွာသားရင်ရှိမှရှာထားခဲ့လိုက်တာပေါ့အဲ့ဒီနောက်ဆရာတော်ကပြုံးပြီးပြောပါတယ်ဒီပစ္စည်းတွေကကိုရောဘေးနီးယားကိုပဲသွားသွားအမြဲတမ်းတည်ရတဲ့ပစ္စည်းတွေပဲအပင်ပန်းခံ အလေးခံပြီးတည်တယ်ဆိုတော့ဒီပစ္စည်းတွေရဲ့ကောင်းကျိုးကအင်မတန်များလို့ပေါ့ကွယ်။ကဲအခုတကားမကြီးတို့စီမှာဘယ်သူတွေဒုက္ခရောက်နေလဲ။ကံကောင်းခြင်းတွေရောဘယ်သူတွေလိုချင်ကြလဲကွယ်။ဒီပစ္စည်းတွေကကိုင်ကြီးပေးနိုင်ပါတယ်။တဘာဝလွန်စွမ်းအားကြီးအောင်နေတဲ့ဒီပစ္စည်းတွေကတရားတော်စီမှာရှိနေတယ်လေ။ ဇရာတော့ညောင်ပင်အောက်မှာတရင်သုံးနေပြီးအစွမ်းထက်တဲ့ပစ္စည်းတွေများစွာရှိတယ်ဆိုတဲ့အကြောင်းတပတ်အတွင်းမှာပဲတရွာလုံးမှာနမဲကြီးသွားပါတယ်။သူရဲ့အကြောင်းကလူပြောများလာခဲ့ပြီးကံကောင်းခြင်းတွေရရှိလာစေဖို့ဒုက္ခတွေကင်းဝင်းစေဖို့အတွက်ရွာသူရွာသားတွေကလည်းညောင်ပင်အောက်မှာတရားထိုင်ရတဲ့ဇရာတော်စီကိုတွားရောက်ခဲ့ကြပါတော့တယ်။တချို့ဆိုရင်ဇရာတော်စီမှာရှိတဲ့တကူကြီးရဲ့ဆိုတဲ့ပစ္စည်းတွေကိုယူပြီးပူဇော်ကြပါတယ်။အဲဒီထဲမှာချွေလက်စွန်၊ငွေလက်စွန်နဲ့တခြားအန်ဒီရီတွေကိုကာကွယ်ပေးနိုင်တဲ့အင်းမန်တဲ့လက်ဖွဲ့တွေကိုလည်းအများ ပြတွေ့ရတာပေါ့ရွာသားတွေကတော့အဲ့ဒီသတင်းကိုကြားပြီးတဲ့နောက်ပိုင်းဇရာတော်စီကိုမပြတ်လာရောက်နေခဲ့ကြပါတယ်ဇရာတော်ကလည်းသူတို့လိုချင်တဲ့အရာမှန်သမျှကိုဖြည့်ဆည်းပေးနိုင်တယ်လို့ပြောပြီးအဆောင်လက်ဖွဲ့တွေကိုထုတ်ရောင်းလေးရှိတာပေါ့ဒီလိုနဲ့ဇရာတော်စီကိုရောက်လာတဲ့ရွာသားတစုထဲမှာမတ်ကြီးစီဆိုတဲ့အမျိုးသမီးတယောက်ပါလို့လာခဲ့ပါတယ်မတ်ကြီးစီလည်းဇရာတော်ကိုတစုံတစ်ခုရှောက်တင်ကြတာကြောင့်ပြောခဲ့လိုက်ချတာပေါ့အရှင်ဘုရားတပည့်တော်မနာမည်ကမကြီးစီပါ။ตาလေးတယောက်ရှိပါတယ်။ အခုကတက္ကရူကြောင်းတက်နေတာပါမကြောက်ရင်စာမေးပွဲဖြေရတော့မယ်လို့သတင်းကြားပါတယ်ဗျာအဲ့ဒါသူစာမေးပွဲမှာအောင်အောင်မြင်မြင်ဖြေဆိုနိုင်မှုအတွက်ကျွဲတော့အဆောင်လက်ခွဲလာလို့ရတာပါဆရာတော့ကိုယုံကြည်ပါတယ်ဗျာမကြီးဒီကလက်အုပ်ရှိခဲ့လိုက်ပြီးဆရာတော်ကိုရိုးရိုးတသေးရှောက်တင် ခဲ့လိုက်ပါရယ်ဆရာတော်ကလည်းအေးစေးတည်ငြိမ်တဲ့အတွင်းနဲ့မကြီးစီကိုပြန်ပြောခဲ့လိုက်ရှာပါတော့ဒကာမကြီးစိတ်ကိုအေးအေးစေးစေးတည်တည်ငြိမ်ငြိမ်ထားပါ ဘုရားစာတွေကိုအမြဲမပြတ်ရွတ်ဖတ်ပြီးကောင်းမှုကုသိုလ်တွေကိုမနာနဲ့လို့နော်ပြီးရင်ကိုတော်ပေးမဲ့အဆောင်ကိုလည်းကိုယ်နဲ့မကွာထိန်းသိမ်းစောင့်ရှောက်တာဒီအရာတွေကတရားမကြီးရဲ့တာဆောင်မွေးပွဲအောင်ဖို့အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်ကိုတော်အာမခံပါရယ်ကွတရားတော်ရဲ့စကားဆုံးတော့မကြီးစီတရားပျော်ရွှင်မှုနဲ့အတူဝမ်းသာလွန်းလို့မျက်ရည်တွေဝဲလိုလာခဲ့ပါတယ်။ဒီမှာကမတုံမဆုပ်ပဲဆရာတော်ကိုအတပြအပုံလိုက်ပေးလို့ခဲ့လိုက်ရှာပါဘော။ အဲဒီစကားကိုကြားလိုက်ရတဲ့တခြားရွာသူရွာသားတွေကလည်းဆရာတော်ပေါ်မှာယုံကြည်မှုပုံမတိုးပွားလို့လာခဲ့ပါတယ်။တချို့ဆိုရင်ဆရာတော်ကိုပူဇော်ပသဖို့အတွက်နွားတွေကိုရောင်းခဲ့လိုက်ရှာတာပေါ့။တချို့ရိတ်သိမ်းထားတဲ့စပါးတွေကိုရောင်းပြီးရလာတဲ့တပြားတွေနဲ့ဆရာတော်တန်ကအဆောင်လက်ဖွဲ့ပစ္စည်းတွေကိုဝယ်ယူပူဇော်ကြပါတယ်။ဆရာတော်ကကိစ္စတစ်ခုကိုပြောခဲ့လိုက်တာပေါ့။ ။နယ်ပြမနက်မှာကိုရော်ဒီကနေထွက်ွားပြီးခရီးထွက်တော်မေးဆိုတဲ့အကြောင်းပါပဲ။ဇရာတော်ကြီးကထွက်လာတဲ့ဇကားရီဟာရွာသူရွာသားတွေရဲ့အဖို့ကတော့ဝမ်းနည်းမှုတွေကိုပြစ်ပေါ်လာစေခဲ့တာပေါ့။သာသနာပြုမဲ့ဆရာတော်ဆိုတော့လေဆက်ရမဲ့ခီးကိုနှောက်ရလို့မရပါဘူး။ဒါကြောင့်ရွာသူရွာသားတွေလည်းစူပေါင်းပြီးဆရာတော်ကိုနှုတ်ဆက်တဲ့အနေနဲ့အရာအတာဆုံးလင်းရှိတဲ့စွန်းတနက်ကိုကက်လူဖို့အတွက်စီစဉ်ခဲ့လိုက်ကြပါတော့တယ်။အဲဒီကဒေါ်အေးစိန်ဆိုတဲ့ရွာသူကဆရာတော်ကိုချောက်တင်ခဲ့လိုက်တာပေါ့။ ဆရာတော်ကတပည့်တော်တို့ကိုအများကြီးကူညီပေးခဲ့တယ်။ဆရာတော်သာဆက်ရှိနေမယ်ဆိုရင်ဒီရွာလေးကပိုပြီးတော့တိုးတက်လာအောင်ပါဗျာ။ဒီလိုနဲ့အပြန်အလှန်ပြောဆိုကြရင်တနည်းတာကုံဆုံးလို့ညအချိန်ကိုရောက်လာခဲ့ပါတယ်။ အရင်ညမှာတော့လေအေရီကပုံမှန်ထက်ပြင်းပြင်းထန်ထန်တိုက်ခလုံနေခဲ့ပါတယ်။တကားတလေထွန်လင်းတောက်ပွားနေတဲ့လာမင်းကြီးကိုထူတက်နေတဲ့တင်ညိုတိမ်မဲတွေကဖုံးအုပ်သွားတဲ့ပါတယ်။ဘဝင်းဂျင်မားလည်းမြုံနှင်းတွေအုပ်ဆိုင်လုံးနေခဲ့ရှာတာပေါ့။တပင်ကြီးရဲ့အရေးကလှောက်ခါနေပြီးတခုခုကိုဖုံးကွယ်ထားတယ်လို့မျိုးလျှို့ဝှက်စမ်းကြတဲ့ခံစားချက်ကိုပေးလို့နေခဲ့ပါတယ်။ ။ဗဝင်းချင်းတစ်ခုလုံးကတော့တိတ်ဆိတ်ညင်တက်နေပြီးအသက်ရှင်တဲ့အရာတစ်ခုမှမရှိဘူးလို့ခံစားနေရပါတယ်။နောက်တနေ့မနက်မှာတော့ရွာသားတွေအစောကြီးထလာခဲ့ကြတာပေါ့။ထွက်ခွာသွားတော့မင်းစီရတော်ကိုနှုတ်ဆက်ဖို့အတွက်ဖြစ်ပါလိမ့်မယ်။ဒါကြောင့်ညောင်မင်းကြီးစီကိုထွက်လို့လာခဲ့လိုက်ကြပါတယ်။ လေကွင်းပြင်းကိုဖျက်ပြီးအဝေးကနေလမ်းမြင်နေရတဲ့အခါရွာသားတွေရဲ့စိတ်အာရုံနဲ့ထူးဆန်းတဲ့ခံစားချက်တခုကဖြစ်ပေါ်လို့နေခဲ့ပါတယ်။ဇီယာတော်ကြီးကဒီအချိန်မှာထွက်ခွာသွားမယ်လို့ပြောခဲ့ပေမဲ့လို့လည်းလင်းအာရုံဖြန့်ကျက်နေတာတော့ဇီယာတော်ကြီးသူ့ရဲ့အိတ်ဆောင်တွေကထွက်မလာသေးပါဘူး။တချို့ရွာသားတွေကစွမ်းခဲဝဲအစုံအလင်ပြင်းစင်းပြီးဇီယာတော်မထွက်ခါခင်ပူဇော်ဖို့အတွက်ညောင်ပင်ကြီးစီကိုရောက်လာခဲ့ကြပါတယ်။ပုံမှန်ဆိုရင်ခရီးထွက်မယ့်ဇီယာတော်တိုင်းဟာမနှက်အစောကြီးထားပြီးကိုလက်တန့်ရှင်ရေလုံးအာယုံစွန်းဖုံးပေးပြီးမှထွက်လေရှိပါ ါတယ်အခုဆရာတော်ဟာမနက်လင်းအာယုံဖြန့်ကျက်တဲ့အချိန်မှာတော့အိတ်ဆောင်လေးကထွက်မလာသေးတဲ့အတွက်ရွာသားရရဲ့စိတ်ထဲအတော်လေးကိုဒူးဆန်းနေလို့ထင်နေခဲ့ပါတယ်ဘဝင်ကျင်ကလည်းအရာအလုံးတိတ်ဆိတ်နေပြီးဒေါ်ကျင်းကန်ကလေးတွေရဲ့အတန်းသာတွန့်ကျူးလို့နေခဲ့ပါတယ်ဘာလို့ရှားမှုမမြင်ရတဲ့ရွာသားတွေဟာစိုးရိမ်စိတ်တွေတပြေးပြေးနဲ့ပြင်းနေလို့လာခဲ့ကြတာပေါ့အပြင်ကိုရောက်တော့ဆရာတော်ကိုအော်ခေါ်ကြည့်ပါတယ် ိမ်ဆောင်တွေကဘာတုံးပြတ်မှုမှမရတဲ့အတွက်ရွာသားတွေလည်းဆရာတော်တည်င်းသုံးရအိမ်ဆောင်ကိုဖွင့်ကြည့်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ကြပါတယ်။သူတို့ရဲ့နှလုံးခုန်တံတွေကအတော်လေးကိုပြင်းထန်နေပြီးကြောက်ရွံ့မှုနဲ့တန်တရားစိတ်တွေကရောထွေးလုံနေကြတာပေါ့။ ။ဇီယာတော်တရင်သုံးရာအိတ်ဆောင်လေးကိုဝင်ကြည့်တဲ့အခါမှာတော့ရွာသားတွေလုံးဝထိမှတ်ထားတဲ့မြင်ကွင်းတစ်ခုကိုတွေ့မြင်ခဲ့လိုက်ရပါတော့တယ်။ဇီယာတော်ရဲ့ရုပ်အလောင်းဟာမြေပြင်ထက်မှာညင်သက်စွာလဲရောင်နေခဲ့ပြီးအိတ်ပျော်နေသလိုထင်ရပါတယ်။ဒါပေမဲ့အနီးကပ်သွားကြည့်လိုက်တဲ့အခါမှာတော့ဇီယာတော်ဟာပြန်လုံတော်မူသွားပြီဆိုတာကိုရွာသားတွေကြည့်ခဲ့လိုက်ရချလာပါဘော။သူရဲ့ခန္ဓာကိုယ်ကအတော်လေးကိုအေးဆက်နေပြီးပါးစပ်နဲ့လေပင်ကစီးကျနေတဲ့သွေးတွေဟာအနှဲငယ်ခဲစားအောင်ပြုလုပ်နေခဲ့ပါပြီ။ဓာတ်တန်ရာတွေကလည်းတကူလုံးမှာရှင်းရှင်းလင်းလင်းကြီးကိုမြင်နေခဲ့ရ ရှာတာပေါ့ရွာသားတွေအတွက်ကတော့အတော်လေးကိုထိတ်လန့်သွားပြီးအာမေရိတ်တန်တွေပါထွက်ပေါ်လာခဲ့ပါတယ်ဆရာတော်ဆရာတော်ဟာဆရာတော်တည်သွားပြီလားလာလာလာကြည့်ကြပါဦးဟေးကောင်တွေဆရာတော်ဒီမှာအသက်မရှိတော့ဘူးကွာ ရွာသားတယောက်ကတုံတုံရီရီနဲ့အတိတ်တလက်အော်ဟစ်ခဲ့လိုက်ပါတယ်။ရွာသားရဲ့စကားတန်ကိုကြားတော့တခြားရွာသားတွေလည်းရောက်ရှိလို့လာခဲ့ကြတာပေါ့။မြင်နေရတဲ့မြင်ကွင်းဟာအားလုံးကိုအတိတ်တလက်ဖြစ်လို့သွားစီခဲ့ပါတယ်။သူတို့လည်းရုပ်ပြက်စင်းပြက်ဖြစ်နေတဲ့ဆရာတော်ရဲ့အလောင်းကိုမကြည့်နိုင်တော့တာကြောင့်အိတ်ဆောင်တွေကနေအပြင်ကိုအလောတကြီးပြေးထွက်လို့လာခဲ့လိုက်ကြတာပေါ့။ အပြစ်မှရှေးရတဲ့ရွာသားတွေကိုသူတို့ဗာမြင်ခဲ့ရလဲဆိုတဲ့အကြောင်းပြောပြနေခဲ့ပြန်ပါတယ်။မကြပါဘူး။တာဝန်ရှိသူတွေရောက်ရှိလိုလာခဲ့ကြပြီးဆရာတော်တည်ဆုံးတဲ့ကိစ္စတွေပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေကိုစတင်ခဲ့ကြပါတယ်။သူတို့ရဲ့ထုံးစံအရတည်ဆုံးသူအလောင်းကိုစတင်တွေးရှိခဲ့တဲ့ရွာသားတွေကိုစစ်စစ်မေးမြန်းခဲ့ကြတာပေါ့။အဲဒီညကဘယ်လိုတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာတွေကအစားပေါ့။ ဒီလိုနဲ့တယောက်စားတယောက်စားမေးရင်တရခန်းကိုလက်ဝဲဖမ်းဆီးခဲ့မိပါတယ်။အကြောင်းကတော့ဒီလိုပါ။ရွာထဲမှာမူရစီဝါကိုဆွဲလန်းနေတဲ့လူငယ်တယောက်ရှိလို့နေခဲ့ပါတယ်။သူကမတင်ကားလာနဲ့ရဲတွေကစစ်စစ်မေးမြန်းခဲ့လိုက်ရှာတာပေါ့။အဲဒီချိန်ကြားမှာကြောင်အားလန့်အားနဲ့ဆရာတော်ကိုတူတက်ခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့လိုက်ပါတော့တယ်။ နမေကဆိုးကြောရွာမှာတော့သူ့ကိုကတုံးဆိုပြီးခေါ်ကြပါတယ်။ကတုံးကယေရီကို ဖြစ်ချောင်းကုန်စီပြောပြခဲ့လိုက်ချတာပေါ့။အဲဒီညကဆရာတော်ရဲ့လွယ်အိတ်ထဲမှာအတပြားရီအများကြီးရှိတာကို သူတွေ့ခဲ့လိုက်ရပါတယ်။ဒါကြောင့်ခိုးယူဖို့စိတ်ကူးခဲ့လိုက်တာပါတဲ့။အဲဒီချိန်ဆရာတော်တီသွားပြီးမခိုးယူဖို့ကိုတားဆီးလိုက်တဲ့အခါဒီစွေနေတဲ့ကရုံကဆရာတော်ကိုဓာတ်နဲ့ထိုးခဲ့လိုက်ပါတော့တယ်။တချက်နဲ့မသေးတဲ့အတွက်ခန္ဓာကိုယ်ကိုအချက်ပေါင်းများစွာလီးပြလိုက်တာကြောင့်ဆရာတော်ရဲ့ရုပ်ပြည့်စင်ပြခန္ဓာကိုယ်ဖြစ်သွားခဲ့ရတာပါ။ ပြီးတော့တိတ်တိတ်ကလေးပတ်စံကိုယူပြီးမူရစီဝါတွေကိုဝယ်ယူသုံးဆွဲခဲ့လိုက်ချတာပေါ့ကတုံးစီကထွက်လာတဲ့ပြစ်ချောင်းကုန်စင်ကတော့အဲ့ဒါအကုန်ပါပဲကြွားသားတွေကတော့ထုံးစံအတိုင်းဆရာတော်ရဲ့ရုပ်ကျင်းကိုကောင်းကောင်းမွန်မွန်တကြိုးပေးခဲ့လိုက်ကြပါတယ်လူတိုင်းရဲ့စိတ်ထဲမှာလေစိုးဝါးလာတဲ့ဒီအပြစ်ပြက်ကြီးကပြီးဆုံးသွားပြီလို့ခံစားခဲ့လိုက်ရချတာပေါ့ ဒါပေမဲ့ဘယ်သူမှထင်မှတ်မထားတဲ့အရာတွေကအခုမှအစပဲရှိပါသေးတယ်။တရားတော်တည်ဆုံးပြီးလို့ပထမဆုံးညမှာရွာတွေကခွေးတွေဟာစူးစူးညံ့ညံ့နဲ့អော်ဟင်းနေကြတာပေါ့။အထူးသဖြင့်တော့ဆရာတော်တည်ရင်300ညောင်းမြောက်ကပူဆိုးပါရယ်။ ။ဘဝင်ချင်းမှာတိုက်ခတ်နေတဲ့လေတိုက်တံတွေကလည်းကြီးတံလိုမျိုးထူးထူးဆန်းဆန်းထွက်ပေါ်နေခဲ့ပြီးဘဲကနေလာမှမသိတဲ့ရှေးတံတွေကတဒိမ့်ဒိမ့်နဲ့ပဲ့တင်ထက်လို့နေခဲ့ပါတယ်။ညနေအချိန်မလို့ရှင်းရှင်းလင်းလင်းကြားနေရတဲ့အတန်တွေဟာရွာသားတွေရဲ့နားထဲမှာရှိလို့နေခဲ့ရှာပါတယ်။ရွာသားတွေကလည်းအတော်လေးကိုထိတ်လန့်သွားခဲ့ကြပြီးအဲညာကောင်းကောင်းမွန်မွန်တော့မအိပ်စက်ရဲကြတော့ပါဘူး။မနေ့ရောက်တော့လူစုမီပြီးဆိုတာနဲ့ညကကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကိုတယောက်တစ်သားပြောခဲ့လိုက်ကြပါတယ်။ မင်းညာခွေးဟောင်းတန်းကိုဘသူတွေကြားကြလဲငါကတော့အခြေကြီးကြားနေရတာတခိုးတွေကတ်တယ်ချင်းလို့ပြတင်းပေါက်ကနေတိတ်တိတ်ကလေးရွာနောက်ဘက်လွင်ပြင်ထဲကိုလှမ်းကြည့်လိုက်တာကြောက်စရာကြီးဟဲ့အနဲ့ရောင်အခြေကြီးတခုလှုပ်ရှားနေတာကိုငါတွေးလိုက်တယ် ော်တော်များများအဲ့ဒီလိုပုံစံမြင်နေရတာကြောင့်ဒီတည်င်းဟာရွာကိုပြန့်နှံ့လို့သွားခဲ့ပြီးလူတွေကြောက်လန့်စရာဖြစ်လာခဲ့ကြပါရဲ့မကြလိုက်ပါဘူးအဲ့ထက်ပိုပြီးကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကလည်းစတင်လို့လာခဲ့တာပေါ့ရွာသားတချို့ကဖြားနာလာခဲ့ကြပါရဲ့တချို့တွေကလည်းအိမ်မဆိုးကိုထက်တလဲလဲမက်ကြပြန်ပါရဲ့အိမ်မထဲမှာတော့တည်ဆုံသွားတဲ့စီရတော်ကြီးကအိမ်ရှိလေကားထိပ်တွေမှာရက်ပြီးမျက်လုံးပြူးပြူးကြီးတွေနဲ့အိမ်သားတွေကိုစိုက်ကြည့်နေတယ်ဆိုတာပါပဲ အိမ်မက်တွေကတယောက်တည်းကွင်းကွက်ပြီးမနေတာမဟုတ်ရပဲတော်တော်များများကတူညီနေကြတာပါမင်းညဆိုအပြစ်ထွက်ရဲလားကွာငါငါငါတော့မထွက်ရဲတော့ဘူးပြောတက်လိုက်တာထွေးမောင်ရဘုံကြီးစိတ်တရွာလုံးကိုလဲ့ပတ်သွားနေတာဘယ်လိုလုပ်အပြင်ကိုထွက်ရဲမှာလဲကွာ အရင်တုန်းကငင်းငင်းကြမ်းကြမ်းနဲ့တက်ဝင်လှူရှားခဲ့တဲ့ရွာကလေးဟာအခုညဘက်ဆိုရင်တိတ်ဆိတ်မှု၆ချားပွေရအခြေအနေတကူအဖြစ်ကိုလုံးဝပြောင်းလဲလို့သွားခဲ့ပါတယ်။မောင်ပြီးဆိုတာနဲ့တကားရီအားလုံးပဲတယောက်မှအပြင်းမထွက်ရဲကြတော့ချပါဘူး။ဘယ်လောက်ထိဆိုးတယ်လဲဆိုရင်အပြင်းကဝင်လာမှကြောက်လို့တကားရီကိုအတွင်းထဲကနေတော့ခက်ထားရတဲ့အထီးပါပဲ။စကားပြောတဲ့တွင်ရေမောတန်တွေနဲ့ညဘက်အုပ်စုဘွဲစကားဝိုင်းတွေဟာတခဏတွင်မှပျောက်ကွယ်လို့သွားခဲ့ရှာတာပေါ့။အဲ့ဒီအစားလေတိုက်တန်တွေအတူဝူဝါဝါခွေးဟောင်တန်တွေက သာမှောင်မိုက်လာတဲ့ညအချိန်ခါမှာတွက်ပေါ်နေခဲ့ပါတယ်။တညတော့အရှင်အကမဟုတ်ကောင်းကင်ကြီးကိုပြိုကျလာတဲ့လိုမျိုးမိုးတွေကတဲထန့်စွာနဲ့ရွာသွန်းနေခဲ့ပါတယ်။မိုးရွာရုံတွေမကမိုးကြိုးတွေကပါတလက်ဆက်ပြစ်ခတ်နေတာမလို့ရွာသားတွေကဘာပြက်ပြီလာတော့ထင်နေခဲ့ရပါတယ်။တယောက်ကိုတယောက်ဖက်ထားကြရင်အတော်လေးကိုလည်းထိတ်လန့်ကြောက်ရွံ့နေခဲ့ကြရှာတာပေါ့။အတော်လေးကိုညင်နေလာတော့မိုးကအနှင်းငယ်ဆဲလို့သွားခဲ့ပါပြီ။ကနဒါတိတ်ဆိတ်ပြီးတဲ့နောက်မှာတော့ခွေးဥတန်နဲ့ခွေးဟောင်တန်တွေကလည်းပြန်လဲထွက်ပေါ်လို့လာ ာခဲ့ပြန်ပါတယ်။ဒီတကထွက်ပေါ်လာတဲ့အတန်ဟာအုံမှန်ခွေးဥတန်လို့မဟုတ်ရဘဲကြောက်စရာကောင်းတဲ့သုံးတစ်ခုကိုမြင်လိုက်ရတာကြောင့်ခွေးတွေစူးစူးညံ့ညံ့အော်ဟစ်နေတဲ့အတန်မျိုးပါ။ပတ်ဝန်းကျင်တစ်ခုလုံးပြန်လဲတိတ်ဆိတ်လို့သွားခဲ့ပြီးမိုးကလည်းလုံးဝဆဲလို့သွားခဲ့ပါပြီ။အဲ့ဒီအချိန်ကြားမှာငါးဖန်းထွက်သွားတဲ့ကိုထောင်နဲ့ကိုခွေးတို့နှစ်ယောက်လည်းရွာကိုပြန်ရောက်လာကြပါတယ်။ အရင်အားဖြင့်ကတော့နနမိုးတောက်ရန်ရောက်ဖို့အရှိန်အနည်းငယ်သာလိုပါတော့တယ်။ဒူဆန်နာကသူတို့နှစ်ယောက်ရဲ့မျက်နှာကဖြူပက်ဖြူရောကြီးဖြစ်လို့နေခဲ့တာပေါ့။မနေ့စောစောထားပြီးအလလုံးနေကြတဲ့ရွာသားတွေကိုတွေ့တော့ကိုခွေးလေးတုံတုံရင်ရင်နဲ့စကားစာပြောခဲ့လိုက်ပါတယ်။ ငငငချီချီလေးတွေးလိုက်ရတာငါကောင်ရေအဲ့ဒီအေးအေးမဲကြီးကအရင်တစ်ဘက်ကငါတို့တကြိုခဲ့တဲ့ဖုန်းကြီးပဲကွာတင်ငန်းကဆွဲချုံနေတာမိုးရွာလို့ပြင်မယ်ပြီးတော့ရှေကားရလက်ကားရနဲ့ရှောက်သွားနေတာကလေဘင်းကတွေးတွေကလည်းအပြင်ကိုတဆက်ဆက်ကြနေတာခန္ဓာကိုယ်ကတော့ရားစရာမရှိအောင်စုပ်ပြတ်တက်နေတာပဲဟေးငါ့ကိုမြင်တော့သူကလန်းអော်တယ်ကွာ စားတယ်စားတယ်ငါးငါးတခေါက်လောက်ပေးပါတယ်ပြီးတော့သူ့လက်ကြီးကိုဆန့်ဆန့်ထုတ်လာတယ်လက်ကြီးကဖြူဖက်ဖြူရော်ကြီးနဲ့အေးစက်နေတာပဲဟေးငါလည်းအတော်လေးကိုကြောက်ပြီးတော့ပြေးတာငါးရှိတော့တွေကတော့နောက်မှကြံခဲ့သလားထင်ရသေးတာကွာ ရွာသားတွေကတော့ရရဆက်ဆက်အသက်ခံလိုက်ရတဲ့ဘုံကြီးတစ်စီရဲ့ရှောက်လန့်မှုကြောင့်တမျိုးတစ်ပုံကြောက်လန့်နေခဲ့ကြရပါပြီ။ညတိုင်းလိုလိုခွေးဥတန်တွေနဲ့ကြောင်းမက်ဖွယ်ရလေတိုက်တန်တွေကတရွာလုံးမှာပဲ့တင်ထက်လို့နေစေပါပဲ။ရွာသားတွေလည်းကြောက်လန့်နေခဲ့ကြပါပဲ။အခုလိုကိစ္စကိုထပ်ပြီးတိမခန့်နိုင်တော့ပါဘူး။ဒါကြောင့်ရှောက်လန့်နေတဲ့အရာတွေကိုရင်ဆိုင်ဖို့ဆုံးဖြတ်ချက်ချခဲ့လိုက်တာပေါ့။သူတို့ကအုပ်စုလိုက်စုဝေးပြီးဒေသုံးသွားတဲ့ဘုံကြီးတစ်စီရဲ့ဝိညာဉ်ကိုမကြာခဏမြင်တွေ့ရတယ်ဆိုတဲ့ရွာအနောက်ဘက်ညောင်ပင်ကြီးစီကိုထွက်လာခဲ့ကြပါတော့တယ်။ ညောင်ပင်ကြီးဘေးနားကိုရောက်တော့ရွာသားတွေလည်းပါလာတဲ့မီးအိမ်တွေကိုစက်ဝိုင်းပုံစံပက်ပက်လေထုံညိထားခဲ့လိုက်ရှာတာပေါ့ပြီးတော့ရာသလောက်တက်သလောက်ကာရာမန်နန်တွေကိုအစမပြတ်နဲ့ယူပတ်ခဲ့လိုက်ပါသည်တယ်နှလုံးခုန်တံတွေကစူညံနေပြီးကြောက်လန့်စိတ်တွေကလည်းရောထွေးနေတဲ့အချိန်ရုတ်တရက်ပတ်ဝန်းကျင်ကတိုက်ခတ်လာတဲ့လေအေတကူကြောင့်ရွာသားတွေအားလုံးစက်သေးမွေးညင်းထားလို့သွားခဲ့ရှာတာပေါ့အဲဒီလေကြောင်းပဲမီးအိမ်တွေကအလင်းရောင်ဟာလည်းရိမ့်ထိုးလို့နေခဲ့ပါတော့တယ် မကြပါဘူး။ညောင်မင်းကြီးအောက်ကနေဘုံကြီးစီကပေါ်ထွက်လို့လာခဲ့ချတာပေါ့။သူရဲ့ခနာကိုကအရင်အသက်ရှိစဉ်တုန်းကအတိုင်းပါပဲ။ဒါပေမဲ့သင်္ကန်းပေါ်မှာတော့တွေးတွေပေးကြလို့နေပြီးတွေးဆက်တွေကသူ့လမ်းလျှောက်ရာကျမ်းပင်တစ်ချောင်းမှာတဆက်ဆက်စီးကြလို့နေခဲ့ပါတယ်။ဘုံကြီးစီကိုမြင်တော့ရွာသူတယောက်ကလမ်းပြန်ပြီးအော်ခလိုက်ချတာပေါ့။ဆရာတော်ဆရာတော်တရေဖြစ်သွားပြီ။ဒီတပည့်တော်မတို့ကိုမချောက်ပါနဲ့တော့။ ကျမတော်တို့ကဆရာတော်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တာပဲမဟုတ်လားဒေါ်စိန်အေးရဲ့စကားအဆုံးမှာတော့ပုံမှန်အတိုင်းရှိနေတဲ့ဆရာတော်ရဲ့ခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းပြောင်းလဲလို့လာခဲ့ပါတော့တယ်အရဲ့ကြီးကရှည်လာပြီးအနီးကညောင်ပင်ကြီးရဲ့ထိတ်နဲ့ဒန်တူဖြစ်လို့နီးပါရှိလို့လာခဲ့ပါတော့တယ် ။သူ၏ဆိုရှယ်နေတဲ့ခန္ဓာကိုယ်ကြီးဟာပုံပြက်ပန်းပြန်လှုပ်ရှားလာခဲ့ပြီးတဲ့နောက်မှာတော့မျက်နှာပေါ်ကအမူအရာဟာစိတ်ဆိုးဒေါသထွက်မလီပဲဝမ်းနည်းကြည်ကွဲမှုအပြင်နဲ့ပေါ်လို့လာခဲ့ပါတော့တယ်။မျက်လုံးနှစ်ပတ်ဟာမိခဲလိုနီးရဲနေပြီးအလိမ်မာတော့တောက်လောင်နေခဲ့ပါတယ်။ဘုံကြီးတစီကအကွဲနေတဲ့အတန်ကြီးနဲ့ရွာသားတွေကိုလမ်းအောင်ပြောခဲ့လိုက်ရှာပါ။ငါဒီလိုငငတ်တပြက်နေရရင်မင်းတို့လည်းအေးအေးချမ်းချမ်းနေရမှာမဟုတ်ဘူး။ကျောင်းဝဖွေရမြင်ကွင်းကြီးကဖော်မပြနိုင်လောက်အထီကိုစိုးဝါးလုံးလာပါရဲ့။ အဲဒီချိန်ရွာသားတို့ကရှက်ရှင်းတတိလေးလို့သွားခဲ့ကြရှာတာပေါ့တချို့ကတော့ကြောက်လန့်ကြအောင်ဟင်းငိုကြွေးခဲ့ကြပါတော့တယ်အရဲ့အရှိကြီးနဲ့ဘုံကြီးတစီရဲ့ခနာကိုကြီးကတော့အမောင်တူထဲဝင်ပြီးတပြေးပြေးနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်မပျောက်ကွယ်ခင်ကြံရှိနေတဲ့ရွာသားတွေကိုနောက်ပြန်လဲကြည့်သွားတာပေါ့အဲဒီမျက်လုံးတွေထဲမှာတော့ကျိန်စာအပြည့်ရှိနေပြီးအေးစိမ့်မှုနဲ့အတူကြောက်ရွံ့မှုတွေကိုလူတိုင်းရဲ့နှလုံးသားထဲမှာစွဲထင်ကြံရစေခဲ့ပါတယ်အတော်လေးကိုစိုးဝါလွန်လှတဲ့အပြစ်ပြက်တွေကဇက်တန်းဆိုသလိုဖြစ်ပျက်နေတာ ကြောင်းရွာသားတွေလည်းအစီအဝေးဝဲတစ်ခုကိုတောင်လှုပ်ဆောင်ရပါတော့တယ်။အဲဒီထဲမှာအသက်ကြီးတဲ့လူကြီးတယောက်ကအကြံပေးခဲ့လိုက်တာပေါ့။ငါတို့ဒီစီကြီးကိုအပိသက်ပဲရှားဖို့အတွက်အထက်လန်းစီယာတယောက်ခေါ်မဖြစ်တော့မယ်။ဒီတိုင်းထားလို့ကတော့ရွာသားတွေနှလုံးဖောက်ပြီးဒေကုံကြလိမ့်မယ်။ရွာသားတယောက်ရဲ့စကားကိုတခြားရွာသားတွေကသဘောတူကြပါတယ်။ဒါပေမဲ့ဆက်ပြီးမပြောခင်ကိုထောင်းဆိုတဲ့သူကသူ့ရဲ့လက်ကိုမြှောက်လိုက်ပြီးစကားဖြတ်ပြောခဲ့လိုက်တာပေါ့။ နေကြပါအောင်ဗျာကျုပ်ပြောစရာရှိသေးတယ်မင်းညာကကျုပ်အိမ်မက်တဲ့အဲ့ဒီဘုံကြီးတစ်စီပေါ်လာတယ်ဗျာပြီးတော့သူကပြောတယ်မင်းတို့ကငါ့ကိုဖျက်ဆီးဖို့စဉ်းစားနေတယ်ဆိုရင်ねမင်းတို့မိသားစုတွေအကုန်တေးရမယ်လေဗျာအဲ့ဒီချိန်ကျုပ်လဲလန့်နိုးလာတာပဲဗျာကိုထောင်ပြောလိုက်တဲ့စကားကြောင့်စကားဝိုင်းထဲကိုရောက်နေကြတဲ့ရွာသားတွေအားလုံးတိတ်ဆိတ်လို့သွားခဲ့ပါတော့တယ်လူတိုင်းရဲ့မျက်နှာမှာလဲစိုးရိမ်ထိတ်လန့်မှုတွေနဲ့ပြည့်နှက်လို့နေခဲ့ရှာတာပေါ့ အဲ့ဒီချိန်မှာပဲရွာတွေကိုဆရာတော်တပါးဝင်ရောက်လို့လာခဲ့ပါတော့တယ်။သူရဲ့မျက်နှာတော်ဟာတည်ငြိမ်ပြီးအေးချမ်းလွန်းလာတာပေါ့။အနီနာကိုဦးတီလာနေခဲ့တာကြောင့်ရွာသားတွေလည်းဆရာတော်ကိုမြင်ပြီးဆိုတာနဲ့ဒူးထောက်ထိုင်ရှာကကာရဝပြုခဲ့လိုက်ကြပါတော့တယ်။ပြီးတဲ့နောက်မှာတော့ဒေါ်စိန်အေးကဆရာတော်ကိုစကားဆိုခဲ့လိုက်တာပေါ့။အရှင်ဘုရားတပည့်တော်တို့ကိုကယ်ခဲ့ပါဦး။ကြွာလုံးကြောက်လန့်နေပြီ။အေးစစ်စစ်နေလို့မရတော့ဘူးဘုရား။ ဇေယတော်ကြီးကဒေါ်စိန်အေးရဲ့အမေကိုအေးအေးဆေးဆေးပဲပြန်ဖြေခဲ့လိုက်ပါတယ်။တကာတို့တကာမတို့ရဲ့စိတ်ဆင်းရဲမှုကို ကိုတော့နားလေပါတယ်။ဒါကြောင့်မြေတာတက်တွေပဲ့ပြန်ပြီးဖို့အတွက်ဒီရွာကိုရောက်လာခဲ့တာပါ။အဲဒီမကျွတ်မလွတ်ဖြစ်နေတဲ့ကိုတော်ကိုလည်းအများတန်းဘေးဝေတာဓုခေါ်စီလိုက်မယ်ဆိုရင်ဒီလိုမျိုးထပ်ပြီးရှောက်လန့်တော့မှာမဟုတ်ပါဘူး။မနေ့ပြန်မကျွတ်မလွတ်ဖြစ်နေတဲ့ကိုတော်အတွက်အများတန်းဘေးဝေဖို့ အခမ်းအနားတစ်ခုလုံးမှရမယ်ကိုတော့လေဒီအတွက်ဒီရွာကိုရောက်လာခဲ့တာပဲကွယ်ကဲအခမ်းအနားမှာပါဝင်ကြဖို့တကကြီးတို့အားလုံးမနဲ့စောစောလာခဲ့ကြပါ ဆရာတော်ကြီးရဲ့စကားဆုံးတော့ရွာသားတွေကတရားတစ်ပေါက်ပြောဆိုနေကြကြပါတယ်။တရှိုးကဝေခွဲမရဖြစ်နေခဲ့ပြီးမယ်ဆရာတော်ကြီးရဲ့အတန်ထဲမှာတည်ကြည်မှုယုံကြည်ချက်တွေပြည့်နှက်နေတာကြောင့်လူတော်တော်များများကဆရာတော်ကြီးကိုယုံကြည်ကြပါတယ်။နောက်တနည်းမနဲ့ကိုရောက်တော့ဆရာတော်ကြီးပြောတဲ့အတိုင်းရွာသားတွေလည်းလူဝဲပစ္စည်းအစုံလင်ကိုပြင်ဆင်ထားခဲ့လိုက်ကြတာပေါ့။ နနကင်းနီယောင်ကြီးဟာတစ်ပင်တစ်ခတ်တည်းရဲ့ကြားထဲကနေထိုးဖောက်ဝင်ရောက်လာပြီးလွေထွေးတဲ့အလင်းရောင်ဖျားကျလို့နေပါတယ်။ဒါပေမဲ့ဘေးနားမှာရှိတဲ့တောရဲ့ပတ်ဝန်းကျင်အနေအထားကြောင့်အောက်ရှေ့ပြားရှေ့ချင်းဝင်းအထီတော်မြူခိုးတွေရှိနေသေးပါပဲ။မြူနင်းပါပါကလေးနဲ့အေးဆမ်းမှုတွေရောထွေးနေတဲ့ကြားကနေရွာသူရွာသားတွေဖုန်ကြီးကျောင်းကိုရောက်ချီလို့လာခဲ့ကြပါတယ်။အားလုံးကအဖြူရောင်အဝတ်စားတွေကိုဝစ်ဆင်ထားကြပြီးလက်ထဲမှာပန်းတွေဖျောင်းနိုင်တဲ့တခြားတတိဝလံတွေကိုလည်းယူဆောင်လာခဲ့ကြတာပါ။ ။ရွာရဲပုံကြီးချောင်းဝင်းထဲမှာတော့ဘယ်ကနေဘလို့ရောက်လာမှမသိတဲ့ဆရာတော်ကြီးရဲ့စီစဉ်မှုတွေကြောင့်ရွာသားအားလုံးစွစွညင်ညင်ရောက်ရှိနေကြကြပါရယ်။ဒါပေမဲ့ဒူးစန္ဒာကပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတာပါ။အဲဒီတိတ်ဆိတ်နေတာကပဲတမျိုးတစ်ပုံစွမ်းအားတစ်ခုရရှိစေတယ်လို့ခံစားနေရပါရယ်။ဆရာတော်ကြီးကတော့ဗော်ဒီညောင်ပင်ကြီးရဲ့အောက်မှာရင်နေပြီးလက်ထဲမှာပတိလုံးလေးတွေကိုတင်းနေချက်ကင်ဆောင်လို့ထားပါရယ်။ သူရဲ့မျက်လုံးတော့ကတော့ရွာသားတွေကိုနူးညံ့တိမ်မွေးစွာနဲ့ကြည်လုံနေတာပေါ့ကယူနာတရားပြင်းထန်နေတဲ့အတန်နဲ့အတူမန္တန်တဘိုးကိုဥဆောင်ရွဆိုခဲ့လိုက်ပါတော့တယ်ဝိနည်းအနန္တတတဝါအနန္တနတ်ပြမမကြုံမလွကြကုန်သောအနန္တတတဝါများအားလုံးဤကုသူကိုရရှိ၍ဒုက္ခအပေါင်းကနေခင်းဝေကြပါစေ။ စူတောင်းတန်းနဲ့အတူလေပြည်လီညင်းတွေတိုက်ခတ်လို့လာခဲ့ပြီးဇရာတော်ကြီးရဲ့မေတ္တာပို့တာအများတန်းပေးဝေရင်ကိုစွမ်းအားတစ်ခုဂိမ်းအောင်နေတယ်လို့မျိုးဖြစ်စေခဲ့ပါတယ်။ဇရာတော်ကြီးရဲ့စကားဆုံးတော့ရွာသားတွေကလည်းတာလူသုံးချိန်ခေါ်ပြီးအနုမောဒနာပြုခဲ့ကြပါတယ်။ ဘုံကြီးကျောင်းကအရင်မကျွမလို့ပြနေတဲ့ဘုံကြီးသစ်တွေတည်ဆုံးရညောင်ပင်နဲ့မနီးမွေးမှရှိပါတယ်။ဒါကြောင့်ဆရာတော်ကြီးအခုလိုအခမ်းအနားစီစဉ်လိုက်ပုံရတာပေါ့။ရွှေဆိုလိုက်တဲ့အတန်းတွေဟာဘုံကြီးကျောင်းဝင်းမှမကျန်ပတ်ဝန်းကျင်လွင်ပြင်ကကိုလိုပဲတင်ထက်လို့နေခဲ့ပြီးယုံကြည်ခြင်းရဲ့အင်အားတကူကိုတရှားပုံဘဝကိုပို့ဆောင်ပေးနေသလိုမျိုးခံစားနေခဲ့ရတာပေါ့။ပန်းတွေစီမီးတွေနဲ့တရှားမွေးကြိုင်လန်းစန်းတဲ့တတိယနံတွေရဲ့အနှံကလေအထက်မှာတင်းပြနေပြီးဒီငိမ့်အေးချမ်းတဲ့ခံစားမှုကိုပုံမဖြည့်စွမ်းပေးပါရယ်။ ရုတ်တရက်လေးပြတစ်ချက်တိုက်ခတ်သွားခဲ့တာကြောင့်ဆရာတော်အနောက်မှာရှိနေတဲ့ဘော်ဒီညောင်ပင်ဟာအရွက်တီကျွေးကြလာခဲ့ပြီးရိမ့်ထိုးသွားခဲ့ပါတော့တယ်။ဒီအခမ်းအနားကိုတစုံတစ်ခုကတည်နေတယ်လို့ထင်မှန်းရတာပေါ့။ခဏကြာတော့ဘုံကြီးချောင်းဝင်းတနေရာမှာအရေးတခုကပေါ်လိုလာခဲ့ပါတယ်။ဒါကတော့အသက်ခံလိုက်ရပြီးတစီပြစ်သွားတဲ့ဆရာတော်ရဲ့ပုံရိပ်ပါပဲ။သူရဲ့မျက်နှာမှာတိမ်မွေးနေတဲ့အပြုတ်တခုရှိနေပြီးဘာမှမပြောဘဲခဏအကြာမှာတော့ဖြည်းဖြည်းချင်းပျောက်ကွယ်လို့သွားခဲ့ပြန်ပါတယ်။အဲ့ဒီအခမ်းအနားပြီးဆုံးသွားတဲ့နောက်မှာတော့ရွာသားတွေလည်း ဲတရက်တာကိုအေးအေးဆေးဆေးဖြတ်ကျော်လို့ပြီးသွားပါတော့တယ်။ ဒါပေမဲ့ဒူဆန်တဲ့အရာတကူကတရွာလုံးကိုဆက်တွေ့ထားတယ်လို့မျိုးညာအချိန်မှာပေါ်ပေါက်လာခဲ့ပြန်တာပေါ့အားလုံးကတူညီတဲ့အိမ်မက်တကူကိုမြင်မှတ်ကြပါရယ်အိမ်မက်ထဲမှာတော့အသက်ခံလိုက်ရတဲ့ကိုတော်ဟာတန်ရှင်းတဲ့ခန္ဓာကိုယ်နဲ့ရွှေဝါရောင်တင်ငန်းကိုလွှမ်းရှုံပြီးထွက်ပေါ်လာခဲ့တာပါသူရဲ့ခန္ဓာကိုယ်နဲ့အတွင်ပြင်ကအေးချမ်းတည်ငြိမ်နေပြီးအတော်လေးကိုပြေဆုံးလာတဲ့အတွင်ပြင်ရှိပါရယ်ဇီယာတော်ဟာဒုက္ခကနေလွတ်မြောက်သွားပြီးတတောင်းတတာရှိနေတဲ့ပုံရတာပေါ့သူဟာတအိမ်ပြီးတအိမ်ဖြည်းဖြည်းချင်းရှောက်လာနေရင်လည်း ညံ့တဲ့အတန်တွေနဲ့စကားပြောဆိုနေခဲ့ပါတော့တယ်။ကိုတော်သွားတော့မယ်တကားတကားမတို့တကားတကားမတို့ရဲ့ကောင်းမှုကုသိုလ်တွေကို အမြအတန်ပေးဝေတာဓုခေါ်စေခဲ့တဲ့အတွက်ယေရှုအများကြီးတင်ပါတယ်။အခုတော့ကိုတော်လာရသွားရမယ်လမ်းကိုရှာတွေ့သွားခဲ့ပါပြီ။တကားတကားမတွေလည်းမိသားစုတွေနဲ့အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နေကြပါအတက်ရှိစွာအနာမေကြောင့်ဖြစ်ကြပါစေလို့ဆုတောင်းရင်း ကိုတော့နှုတ်ဆက်ခေလိုက်ပါရယ်ကွယ် ဒါရီအားလုံးဟာရွာသားတွေမြင်မဲ့ကြတဲ့တူညီတဲ့အိမ်မက်တစ်ခုသာဖြစ်ပါတယ်။ထွက်ခွာသွားတဲ့ဆရာတော်ကိုကြည့်ပြီးရွာသားတွေလည်းလက်အုပ်ရှိနှုတ်ဆက်နေကြကြတာပေါ့။သူတို့ရဲ့နှလုံးသားထဲမှာတခါမှမခံစားခဲ့ဘူးတဲ့အေးချမ်းမှုတွေပြည့်နေလို့နေခဲ့ပြန်ပါတယ်။ဆရာတော်ရဲ့ဝိညာဉ်ဟာရွာရဲ့အဝေးဆုံးတနေရာကိုရောက်သွားပြီးတပြေးပြေးအလင်းတန်တစ်ခုဖြစ်ပြောင်းလဲကာပျောက်ကွယ်လို့သွားခဲ့ပါတော့တယ်။တချိန်ကကြောက်ရွံ့မှုတွေအပြည့်ရှိခဲ့တဲ့ရွာကလေးဟာအခုအေးချမ်းတာယာမှုတွေပြန်လဲရရှိလို့လာခဲ့ပါပြီ။ကောင်းမှုပြုလုပ်ခြင်းနဲ့ ုသိုလ်တွေကိုစုဆောင်ခြင်းဟာကိုဘဝရောတခြားသူတွေရဲ့ဘဝကိုပါအကျိုးပြုနိုင်ပါတယ်။ယံညိုးပွဲကလဲစားရှင်မဲအစားဂေယုနာစိမ့်နဲ့ခွင်သွပ်ပြီးကုညီပေးလိုက်ခြင်းကပြဿနာတွေကိုအမြင့်ပြည့်ဖြေရှင်းနိုင်ပါတယ်။ဘာသာရေးအပေါ်မှာအကျွင့်မဲ့ယုံကြည်မှု ရွာသားတွေရဲ့စီလုံးမှုနဲ့အတူတကွလှုပ်ဆောင်ခြင်းကခက်ခဲတဲ့အခြေအနေကိုကျော်သွားနိုင်ခဲ့ပါတယ်။ဘဝရဲ့တင်ကန်းစာအနည်းနဲ့စိုးဝါးလာတဲ့ဖြည့်ရက်တွေကနေတင်ကန်းစာယူပြီးကောင်းမွန်တဲ့ဘဝနေထိုင်မှုကိုရွေးချယ်တင်ပါတယ်ဆိုတဲ့အကြောင်းအရာလေးပါပဲ။ကဲ မိတ်ဆွေတို့လည်းအတားဆန်တဲ့ရန်ညိုးပွဲမှုတွေကိုဖြေဖြောင်းလိုက်ပြီးခွင်းလွှတ်ရှင်းတဲ့တာအမုံတရားတွေကိုအမြင့်ပြတ်ကြပါလို့ပြောရင်းနဲ့ပဲဒီကနေ့ရဲ့ဇလန်တွေကိုတော့ဒီနေရာမှာနေမဲ့အဆုံးသတ်လိုက်ပါစေလားခင်ဗျာအဆုံးထိချီးမွမ်းနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပရိသတ်တရားရှင်တိုင်းကိုကျေးဇူးတူပဲတင်ရှိပါရစေနောက်ထပ်မှာလည်းအခုလိုစိတ်ဝင်စားစရာအရေးစိဇလန်ကောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်သွားပေးကြကြောင်းမမေ့ပါနဲ့နော်အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နေကြပါစေခင်ဗျာ ဆုံးဒီနာဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ချင်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးတွေတို့ပြန်လာခဲ့ပါမယ်ခင်ဗျာ